ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်မြို့နယ်ဘက်ကနေနေပြည်တော်ဘက်ကိုအစီအစဉ်ဝင်ရောက်လာတဲ့လက်နက်ခဲယမျိုးစုံကိုဖမ်းဆီးရမိခဲ့တယ်လို့ရဲတပ်ဖွဲ့အတိုင်းဝန်ထမ်းကလည်းသိရပါတယ်။ဒီသတင်းကြောင့်ရလေးကိုမတင်ဆက်ခင်မှာနေချင်းသမီဒီယာကို subscribe နဲ့လေးလုပ်ပြီးပုံမြင်တိုင်းရခင်ပါစေ။မတ်လ18ရက်မနက်9:00နာရီချိန်နောက်ကနေပြည်တော်ကောက်စီနယ်မြေတကုံးမြို့နယ်မှာရှိတဲ့ကင်တာဘူပေါင်းစစ်စေးရေးကိန်းမှာ လက်နက်မျိုးစုံတည်ဆောင်လာတဲ့ကားတစ်စီးကိုဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။လက်နက်ခဲယံမျိုးစုံတည်ဆောင်လာတဲ့ရဲမှ AF 948 Light Tracker ဟာရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်မြို့ဘက်ကနေတကုံးမြို့နယ်ဘက်ကိုမောင်းနှင်ထွက်လာတာကိုသိရပါတယ်။ဒါပြင်အဲဒီကားကိုပင်လောင်မြို့နယ်ဖိုကုန်းကြီးရွာမှာနေထိုင်တဲ့ကျော်စင်ဦးဆိုသူကမောင်းနှင်လာတာဖြစ်ပြီးတော့ သိမ့်မြင့်ဝင်ဆိုတဲ့ရင်နောက်လိုက်တဲ့ဦးလည်းလိုက်ပါလာခဲ့တယ်လို့သိရပါတယ်။အဲဒီကဟာစစ်စေးရိတ်ကိတ်ကိုရောက်ရှိလာစဉ်ရဲတပ်ဖွဲ့ဝင်တွေကပူးပေါင်းစစ်ဆေးတဲ့အခါမှာတော့နှစ်နွေအိတ်တွေနဲ့တူဝက်တင်ဆောင်လာတဲ့လက်နက်ခဲရဲ့မျိုးစုံကိုဖမ်းဆီးရရှိခဲ့တာဖြစ်တယ်လို့ရဲတပ်ဖွဲ့အတိုင်းဝိုင်းကပြောပါတယ်။စုစုပေါင်းလက်နက်မျိုးစုံ16လက်လက်ပစ်ပုံ3လုံးခြေထောက်2000ခန့်ပါဝင် ဖြည်သူကာကွယ်ရေးဗက်တဇိန်၊ဗေဒနိုပီဒီယာဗက်တဇိန်၊96စုံကြဗက်တဇိန်နဲ့ကယန်ပြည်နယ်ဖွဲ့စည်းပုံအခြေခံမူကြမ်းစာအုပ်တွေကိုလည်းသိမ်းဆည်းရရှိခဲ့တယ်လို့ဆက်လက်ပြောပါရစေ။အခုလိုဖန်စီရရှိတဲ့လက်နက်ခဲယံမျိုးစုံနဲ့ပတ်သက်လို့သက်ဆိုင်သူတွေကိုစုံစမ်းစစ်ဆေးလျက်ရှိပြီးထိရောက်ပြင်းထန်စွာအရေးယူနိုင်ဖို့အတွက်လည်းစစ်ဆေးမိမျက်နှာတွေလုပ်နေတယ်လို့သိရပါရဲ့ရှင်။